မင်္ဂလာညချမ်းပါရှင်2023ခုနှစ်မတ်လ25ရက်တနင်္လာနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါအခုတော့ဒီနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါရမရှင် မိတိလာမြို့မှာ၃ရက်ကြာဖြစ်ပွားခဲ့တဲ့ ထိခရုံကြောင့်အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့အစ္စလမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်ဒုက္ခသည်တွေကိုနိုင်ငံရေးပါတီတွေနဲ့လူမှုရေးအသင်းအဖွဲ့တွေကဒီကနေ့တွားရောက်ပြီးအကူအညီတွေပေးအပ်ခဲ့ကြပါတယ်။မင်းလေးမြို့အခြေဆိုင်ဘာသာပေါင်းစုံအသင်းအဖွဲ့တွေကလှူဒန်းလိုက်တဲ့ပစ္စည်းတွေကိုမေမျိုးအာရှလင်းရောင်ဆရာတော်ဦးစိန်ဒဦးဆောင်တဲ့ဖွဲ့ကတည်ဆောင်လာတာဖြစ်ပါတယ်။အခုညီပစ္စည်းတွေကိုဒုက္ခသည်နှစ်ဖွဲ့စလုံးအတွက်ပေးပို့သွားမယ်လို့ဆရာတော်က RFA ကိုမိန့်ကြားပါတယ်။ မိတီလာမြို့က88မြို့ဆက်ចောင်းသားများအဖွဲ့အားလည်းမကြီးကုံတမုံကုံမင်္ဂလာစေယုံစတဲ့ဖုံတော်ကြီးចောင်းတွေမှာခုလုံနေတဲ့ဒုက္ခသည်တွေကိုဆန်ရေတံဘူးမိုးကဆောင်တဲ့အဝေးစားတွေတွားရောက်လူတန်းခဲ့ကြပါတယ်အထူးကယုံကြောင့်တေဆုံးသူ32ဦးရှိပြီးဒေသခံ9000ကျော်ဒုက္ခရောက်ခဲ့ရတယ်လို့အစိုးရထုတ်သတင်းစာတွေမှာဖော်ပြထားပါတယ်။အစ္စလမ်ဘာသာဝင်တွေအတွက်ဒုက္ခသည်စခန်းတွေကိုမိတီလာခရိုင်အာကစားကွင်း အမှတ်၁ထက်တန်းကျောင်းပညာရေးကောလိပ်စတဲ့နေရာတွေမှာအာဏာပိုင်တွေက ဖွင့်လှစ်ပေးခဲ့ပါတယ်။ဗုဒ္ဓဘာသာဝင်ဒုက္ခသည်တွေကိုတော့မကြီးကုန်းကြောင်တမုံကုန်းကြောင်စတဲ့ဖုံတော်ကြီးကြောင်တွေမှာနေရာချထားတယ်လို့သိရပါတယ်ရှင်။မိထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ထိကျုံးတဲ့ပတ်သက်ပြီးသမရဦးသိန်းစိန်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရောက်ရွှေမန်းတရားဥပဒေစိုးမိုးရေးနဲ့တင်းကြီးအကြံရေးကော်မတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်တို့၃ဦးစနေနေ့ရတွေ့ဆုံပြီးဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးချက်တွေထဲမှာ မိတိလာဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့နောင်ကိုအလားတူအဖြစ်မျိုးတွေမဖြစ်အောင် တားဆီးကာကွယ်ဖို့ဒုက္ခသည်တွေအမိုးကအောင်ရောက်ရှိဖို့ဒုက္ခသည်တွေအမြန်ဆုံးအင်ပြတ်နိုင်အောင်စီစဉ်ပေးဖို့အစိုးရနဲ့ကုလသမဂ္ဂပါဝင်ဘာသာရေးနဲ့လူမှုရေးအဖွဲ့အစည်းတွေညှိနှိုင်းပြီးဒုက္ခသည်တွေကိုထောက်ပံ့ကူညီဆောင်ရွက်ဖို့နဲ့လူမှုအဖွဲ့အစည်းတစ်ခုကြားယုံကြည်မှုပြန်လည်ဖြစ်ပေါ်လာအောင်ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။ ။တချိန်တည်းမှာကုလသမဂ္ဂဒွေးမှုချုပ်ရဲ့အထူးကိုယ်စားလှယ် BJ နမ်ဘီယာနဲ့ဆိုရအဖွဲ့ဝင်တွေလွှတ်တော်ကိုယ်စားလှယ်တွေဘာသာရေးကောင်းဆောင်တွေဟာမိထီလာမြို့မှာစနေနေ့ရက်တွေ့ဆုံပြီးအလားတူထိကရုံတွေနောက်ထပ်မဖြစ်ပွားရေးအတွက်ဆွေးနွေးခဲ့ကြပါတယ်။လက်တလောပြန်လည်ထူထောင်ရေးကိစ္စတွေအရေးပေါ်ဆောင်ရွက်ဖို့အတွက်ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကမ္ဘာစံနှယ်ရိတ်ခါအစီအစဉ် WFP စတဲ့နိုင်ငံတကာ NGO ဖွဲ့တွေဟာမိထီလာမျိုးကို ရောက်ရှိနေပြီလို့လည်းသိရပါဗျာရှင်။ မိထီလာမြို့မှာဖြစ်နေတဲ့ထိကျုံနဲ့ပတ်သက်လို့အမေရိကန်ပြည်ထောင်စုအနေနဲ့အထူးစိုးရိမ်ပူပန်မိကြောင်းနဲ့တေဆုံးသူတွေနဲ့ကြံရစ်သူမိသားစုတွေအတွက်ဝန်းနေပါကြောင်းအမေရိကန်နိုင်ငံသားရဌာနပြောခွင့်ရသူဗစ်တိုးရီယာညူလန်းကပြောလိုက်ပါတယ် We extend our deep condolences to those affected by this violence, including the families of the victims. We welcome and encourage the efforts of the American ပြည်ပခတွေပြီးဆုံးပြီးအခြေအနေတည်ငြိမ်အောင်ဆိုရအာဏာပိုင်တွေပါဝင်အရက်ဖက်လူမှုဖွဲ့စည်းတွေနိုင်ငံရေးပါတီတွေဝိုင်းဝန်းကြိုးပမ်းနေကြတဲ့အပေါ်အမေရိကန်ပြည်ထောင်စုအနေနဲ့ကြိုဆိုတဲ့အကြောင်းလဲမစ္စနူလန်ကပြောပါတယ်။ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့မိမိတို့ရဲ့စိုးရိမ်ပူပန်မှုကိုမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တမ်ဘက်ကြီးဒဲရစ်မစ်ချယ်ကမြန်မာဆိုရထိတ်တန်းရာရှိတွေနဲ့တွေ့ဆုံပြီးတိုက်ရိုက်ပြောကြားခဲ့တယ်လို့လဲဆိုပါတယ်။ အမေရိကန်တန်ယုံနေနဲ့လဲဒေသခံလူမှုဖွဲ့စည်းခေါင်းဆောင်တွေနဲ့အနီးကပ်ဆက်သွယ်ဆောင်ရွက်နေတဲ့အကြောင်းလဲမစ်နူလန်းကပြောဆိုသွားပါတယ်ရှင်။မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂအထွေထွေအထူးမှုချုပ်ရဲ့အထူးကိုယ်စားလှယ်ဗီဂျေးနမ်ဘီယာဟာအကျန်းဖက်တိကယုံနေဖြစ်ပွားခဲ့တဲ့မိထီလာမျိုးကိုမင်းကတွားရောက်ခဲ့ပါတယ်။အပြည့်အစုံကိုမိထီလာမျိုးမှာရောက်နေတဲ့ချမရရဲ့သတင်းတော့ကိုမျိုးစော်ကကသတင်းပေးပို့ထားတာကြီးစုနားစင်ပါရှင်။ မက်ဂျီလာမျိုးကိုရောက်ရှိလာတဲ့မစ္စတာဗီဂျေးနမ်ဘီယာဟာအစ္စလမ်ဘာသာဝင်ဒုက္ခသည်တွေကိုထိမ့်သိမ်းထားတဲ့ခရိုင်အာကစားကွင်းကိုအရင်ဆုံးတွားရောက်ခဲ့ပါတယ်။အဒီနောက်မက်ဂျီလာမျိုးအာထာကတိတောင်းနဲ့ပညာရေးကောလိပ်မှာဖွင့်လှစ်ထားတဲ့ဒုက္ခသည်စခန်းတွေကိုဆက်ပြီးတွားခဲ့ပါတယ်။ ကျွန်တော်ဒီမဲ့အေးစီတွေကျွန်တော်တို့ထားပေးထားတယ်မစ္စတာဗီဂျေနန်ဘီယာဟာဘုဒ္ဓဘာသာဝင်ဒုက္ခသည်တွေကိုကူညီဆောက်ရှောက်ပေးထားတဲ့တာသနာဝေပုံလကျောင်းလိုက်ကဒုက္ခသည်တွေနဲ့တွေ့ဆုံပြီးလိုအပ်ချက်တွေကိုမေးမြန်းခဲ့ပါသေးတယ် remember that you have to မင်းချီလာမြို့မှာ၃ရက်ကြာဖြစ်ပွားခဲ့တဲ့ထီကေဦးကြောင့်အစ္စလာမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေအကြားမှာစိုးရိမ်ကြောင်ရွံ့စိတ်တွေရှိနေပေမဲ့အမုန်းတရားတွေကိုတော့နှစ်ဖက်လုံးမှမတွေ့ရဘူးလို့ဒုက္ခသည်စခန်းတွေကိုတွားရောက်ကြည့်ရှုပြီးမစ္စတာဗီဂျေနန်ဘီယာကပြောခဲ့ပါဗျာ places where the people who have suffered lost their homes have been uh, settled for the temp in temporary shelters and i could see in their eyes a great deal of uh, of desperation anxiety but i did not see hatred ကျွန်တော်အခုလိုမျိုးအိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးတဲ့နေရာတွေကိုသွားကြည့်ခဲ့ပါတယ်။သူတို့နဲ့လည်းစကားပြောခဲ့ရပါတယ်။သူတို့ရဲ့မျိုးလုံးတွေထဲမှာကြောက်နေတာတွေ၊စိုးရိမ်နေရတာတွေအများကြီးတွေ့ရပါတယ်။ဒါပေမဲ့အမုန်းတရားကိုတော့ကျွန်တော်မတွေ့ခဲ့ရပါဘူး။ မြန်မာနိုင်ငံမှာအခုလိုအခြေအနေတွေဖြစ်ပေါ်နေတာကိုသူအနေနဲ့ဆိုရင်ကြောင့်သူသဖြင့်ဒုက္ခသည်ကလေးတွေရဲ့အနာဂတ်အတွက်ကူညီပေးဖို့လိုအပ်ကြောင်းမြန်မာဆွေးနွေးအနေနဲ့ထိရောက်တဲ့နိလန့်တွေကိုအသုံးပြုပြီးတိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ဖို့လိုအပ်ကြောင်းပြည်မှုကျူးလွန်သူတွေကိုလည်းထိတိယရောက်အေးအေးယူဖို့လိုအပ်ကြောင်းပြောခဲ့ပါသေးတယ်။မစ္စတာဗီဂျေးနမ်ဘီယာနဲ့အတူလိုက်ပါလာတဲ့ပြည်တော်စုဝန်ကြီးဦးအောင်မင်းကလည်းထိကိယုံကြောင့်မိလောင်ခံခဲ့ရတဲ့အိမ်တွေကိုပြန်ဆောက်ပေးဖို့တမနာဦးသိန်းစိန်ကညွှန်ကြားထားတယ်လို့ပြောပါတယ်။အဓိကကတော့ လူကိုအနေထားအမှန်ရအောင်ပြန်လို့ပါဟုတ်ပါနော်လူကိုအနေထားမှန်ဆိုတာငါတို့ကငင်းချမ်းချမ်းနဲ့ညီရခိုင်ညာစားကြတော့ကြလူကြကင်ကြအဲ့ပုံစံတိုင်းပြောင်းပြန်လို့ပို့ပါဟိုလောင်းနဲ့အင်းတွေကိုလည်းမီးလောင်သွားတဲ့အင်းတွေလည်းပြန်ဆောက်ပေးရမှာခုလိုအထီကယုံတွေထပ်မံမဖြစ်ဘွားအောင်အစိုးရအနေနဲ့ဘာသာပေါင်းစုံကဘာသာရေးအစိုးမရောက်တဲ့ခေါင်းဆောင်တွေနဲ့ဘာသာပေါင်းစုံချစ်ချင်မှုရအောင်လုပ်ဖို့လိုတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလမ်သာသနာရေးရာကောင်စီဌာနချုပ် တွဲဖက်အထွေထွေအတွင်းမှုဥဝနရွှေကပြောပါတယ်။အဲတော့အစိုးရပိုင်းကနေပြီးတော့ဘာသာအသီးသီးမှရှိတဲ့ဘာသာရေးအယူမသီးတဲ့ပုဂ္ဂိုလ်များကိုအားပြီးအားမြောက်လုပ်ပြီးတော့ဘာသာပေါင်းစုံချစ်ချင်ရေးဒီကဲပြီးတော့တုံ့ပြန်ပြီးတော့စီဆောင်ရေးပေးဖို့လိုသလိုကျွန်တော်တို့ဘာသာရေးတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကိုယ့်ဘာသာကိုနားလည်ပြီးမြန်မာဘာသာကိုလည်းနားလည်တာပဲအပြန်အလှန်တိတိဆက်ဆံမှုရှိကြမယ်ဆိုရင်ဒီချစ်ချင်မှုကဒီပြိပခမှုတွေထိခိုက်စေမှာကြုံရသွားနိုင် မန္တလေးမဆိုးရင်တိုက်ပစ်ဆရာတော်ဦးဝီရသူကလည်းမိထီလာမြို့မှာအစ္စလမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေအကြဖြစ်ပွားခဲ့တဲ့ထီကယုံလိုမျိုးအခြားမျိုးတွေကိုမကူးဆက်ရအောင်ကာဝယ်ပေးမယ်လို့မိန့်ကြားခဲ့ပါတယ်။ရေရှည်ပြန်လည်တိဆောက်ဖို့တော့ကိုင်းတို့အနာပိုင်ပိုင်းနေတဲ့ဆိုင်အောင်နော်။ဒီအခြားမျိုးတွေမကူးဆက်ဖို့ထာဝရငင်းချမှုတော့ကိုင်းတို့လည်းဆိုင်။အဲ့ဒီတော့ကတော့ကိုင်းတို့ဒီဆလာကိုပေါ်ကျလာပေါ့။ဒီရိုင်းမြိုင်မှာအဖွဲ့အစည်းတွေပြောင်းပြီးတော့နောက်နှစ်ဖက်ပြဿနာဖြစ်လာတဲ့အခါကျတော့ ဒီအဖွဲ့အစည်းတွေရဲ့တာဝန်တာဝန်ခံပြီးဖြည့်ရှင်းပေးဖို့အဲ့ဒါဆီစဉ်ထားပါမစ္စတာဗီဂျေနမ်ဘီယာရဲ့မိထီလာခီးစင်မှာတမနာယုံဝင်ကြီးဦးအောင်မင်းတက်မတော်အဆင့်မြင့်ရာရှိတွေပြင်ဆရာတော်အရှင်စေကိနာရွှေညဝါဆရာတော်ဥပညာတီလာမန္တလေးမစိုးရင်တိုက်သည့်ဆရာတော်ဥဝီရတုနဲ့ရန်ကုန်အခြေစိုက်အစ္စလမ်ဘာသာရေးကောင်းဆောင်တွေလည်းလိုက်ပါသွားကြပါတယ်။သုံးရကျဖြစ်ပွားခဲ့တဲ့အထီးကရုံးမှာတိစုံသူ32ဦးရှိပြီးဒေသခံ9600ကျော်ဒုက္ခသည်တွေဖြစ်ခဲ့ရတယ်လို့နိုင်ငံပိုင်သတင်းစာတွေကဖော်ပြထားကြပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမန်နိုင်ဟာပြိုပျက်စီးယိုယွင်းနေတာမို့တရားစီရင်ရေးစနစ်ခိုင်မာဖို့အမြန်ဆုံးစ조사သွားမယ်လို့တရားဥပဒေစိုးမိုးရေးနဲ့ဒီနေ့အခြေရေးကော်မတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကလူထုကိုကတိပေးပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့စနေနေ့ကပဲခူးတိုင်းခီးစဉ်အတွင်းဒေါအောင်ဆန်းစုကြည်ကအခုလိုပြောကြားလိုက်တာပါ။ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA ဖွဲ့သားဥပအောင်ကတင်ပြထားပါတယ်ရှင်။မြန်မာနိုင်ငံဒီမိုကရေစီစနစ်ခိုင်မာဖို့အတွက်အရေးကြီးဖြစ်တဲ့တရားစီရင်ရေးမန်နိုင်ဟာအလွန်ကိုအားနည်းနေတာမို့ ဒါကိုပြုပြင်နိုင်ဖို့အမြန်ဆုံးကြိုးစားမယ်လို့ဂျောအောင်ဆန်းစုကြည်ကပြောပါတယ်။ပြီးရတဲ့မလ23ရက်စနေနေ့ကဂူတိုင်းဒေသကြီးကညွတ်ကွင်းမြို့လေခမမှာဒေသကပြည်သူလူထုနဲ့တွေ့ဆုံတဲ့အချိန်မှာမြန်မာနိုင်ငံတရားစီရင်စနစ်အားနည်းနေတာတွေနဲ့ပတ်သက်လို့အခုလိုရှင်းပြခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့တရားစီရင်ရေးမှာနိုင်ငံရောအင်္ဂလာအားနေတယ်ပါ။ဒါကတော့အဲတို့တော်ရဲ့ တရားဥပဒေစိုးမိုးရေးပေါ်ပြီးဥက္ခာဥက္ခာရရောက်တယ်။ဘာလို့ဆိုတော့ဒီကြည့်ကြွနေပါလဲ။မှားရတရားစီရင်မှာလည်းနာစင်ကြမအားနေတယ်။အဲ့တော့စင်ကြမအားနေတယ်ဆိုတော့ဘာလို့ဆိုရတယ်။တရားရုံးချိန်မှာတရားမျက်တာမရတာဆိုလိုတာလားဆိုတော့အဲ့ဒါလည်းမကောက်ဘူး။တရားစီရင်မှာလည်းဆက်ွယ်တဲ့တရားဖွဲ့စီရင်ရှိပါဘူး။ဥပမာဆိုရင် ဒီလိုတရားကြီးမနိုင်ပျက်စီးယူရနေတဲ့အတွက်တရားရုံးတွေကိုပြည်သူအများစုကလည်းယုံကြည်မှုမရှိတာတွေတွေ့ရတယ်လို့လည်းပဲဆိုပါတယ် ်အစ်စီးနေတယ်ဗျာနောက်တော့လည်းသူတော်ကိုသွားကြည့်စားဒါပြင်ဒီမိုကရေစီစနစ်ခိုင်မာတောင်တွေးဖို့အတွက်လည်းပဲပြည်သူလူထုရဲ့ရွေးချယ်မှုဟာအဓိကကြတဲ့လူတွေပဲရှင်းပြပါရစေ။အဲဒါကြောင့်ကျွန်တော်နိုင်ငံရေးသမားများဥတီရဲ့ဥတီရဲ့ရှင်းရမယ်။ဘူးလေးရှင်း။ဒီလူတွေရဲ့ခါကိုသုံးသပ်နေတာ။ဒီလိုရဲ့ဟာဘူးရှိရဲ့ပါ။ဒီလိုဥတီရဲ့ပါ။ဒါကြောင့်ဒီလိုရဲ့ခါကိုသုံးသပ်နေတာ။ဒီလိုရဲ့ဟာဘူးရှိရဲ့ပါ။ဒါကြောင့်ဒီလိုရဲ့ခါကိုသုံးသပ်နေတာ။ဒီလိုရဲ့ဟာဘူးရှိရဲ့ပါ။ဒါကြောင့်ဒီလိုရဲ့ခါကိုသုံးသပ်နေတာ။ဒီလိုရဲ့ဟာဘူးရှိရဲ့ပါ။ဒါကြောင့်ဒီလိုရဲ့ခါကိုသုံးသပ်နေတာ။ဒီလိုရဲ့ဟာဘူးရှိရဲ့ပါ။ဒါကြောင့်ဒီလိုရဲ့ခါကိုသုံးသပ်နေတာ။ဒီလိုရဲ့ဟာဘူးရှိရဲ့ပါ။ဒါကြောင့်ဒီလိုရဲ့ခါကိုသုံးသပ်နေတာ။ဒီလိုရဲ့ဟာဘူးရှိရဲ့ပါ။ဒါကြောင့်ဒီလိုရဲ့ခါကိုသုံးသပ်နေတာ။ဒီလိ ီလူတွေကကိုယ်ကိုယ်နဲ့ခုကကျွဲမှာကိုယ်ကိုယ်တိုင်းရှင်နေတဲ့တရားရှိမှာကိုယ်ကိုယ်ကူဆောင်တဲ့လူတွေကိုသိမ်းနိုင်ဒေါမ်ဆန်စုကြည်အားဖြူးမြို့ဘိုးဘွားရီတာမှာ True Foundation ကနေလူတန်းနဲ့သာဝရငွေပဒေသာပင် site ထူလူတန်းဘွက်ကိုတက်ရောက်ခဲ့ပြီးတက်ကြီးဘိုးဘွားများကိုတွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်မှာပဲခူးတိုင်းဒေသကြီးကလမ်းတစ်လျှောက်မြို့နယ်လေးဖြစ်တဲ့ဖြူးမြို့ညောင်ပင်သာကညွတ်ကွင်းတိုးကျွဲ့အင်းပဲ့နယ်ကုန်း ြောက်တကားဖရူမျိုးတွေမှာဒေသကာရီနဲ့တွေ့ဆုံခဲ့ပါတယ်။နောက်တစ်ချောင်းမျိုးတွေမှာရှိတဲ့ဒေသကန်လူတို့ရဲ့မေးမြန်းချက်တကူလည်းပဲပြန်လည်ဖြေကြားခဲ့ပြီးလက်ရှိဖြစ်ပေါ်ခံစားနေရတဲ့ပြဿနာတွေကိုလည်းပဲအတက်နိုင်ဆုံးဖြေရှင်းပြီးသွားမယ်လို့ပြောကြားသွားပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံရဲ့ငင်းချဲရင်းတဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေမှာဂျပန်လူမှုရေးဖွဲ့စည်းတစ်ခုဖြစ်တဲ့ Japan Platform ကကုညီထောက်ပံ့မဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးတင်းစားရှင်းလင်းပွဲတရက်ကိုရန်ကုန်မြို့နှက်မောက်လမ်းမှာရှိတဲ့ဂျပန်တန်ရုံမှာဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ဒီအကူအညီပေးအပ်မှုအစီအစဉ်အရမြန်မာငင်းချဲရေးစင်တာအတွက်ရုံးဆောင်ဦးနဲ့စီဝေးခန့်မှတစ်ခုတရင်ပြည်နယ်မှာအကောင့်ထဲပေါ်နေတဲ့ငင်းချဲရင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေအတွက်၃နှစ်အတွင်းအမေရိကန်ဒေါ်လာ၁၇သန်းလှူဒန်းသွားမယ်လို့သိရပါတယ်။ ဒီအကူအညီတွေကိုမြန်မာနိုင်ငံတွင်းမှာဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရဲ့လက်ထဲကိုတိုက်ရိုက်ပေးအပ်လှူဒန်းသွားမယ်လို့လည်းဆိုပါတယ်မြန်မာနိုင်ငံကိုအကူအညီထောက်ပံ့ခြင်းတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အစိုးရကတဆင့်မဟုတ်ဘဲမိမိတို့ရဲ့ဆန္ဒအတိုင်းအကူအညီထောက်ပံ့တွေကိုပေးနိုင်တယ်လို့ရင်းချမ်းရေးဖော်ဆောင်မှုဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌဝင်းကြီးဦးအောင်မင်းကပြောပါတယ်ဒါအပြင်အစိုးရစီကတဆင့်လှူဒန်းဖို့သဘောတူညီထားတဲ့ထောက်ပံ့ငွေတွေကိုလည်းအခုအညီတွေတကယ်လက်ခံရရှိပြီဆိုရင် ပွင့်လင်းမြင်သာမှုရှိရှိအသေးစိတ်ထုတ်ပြန်ပေးသွားမယ်လို့ဝန်ကြီးဦးအောင်မင်းကပြောပါတယ်။ဒီသတင်းစာရှင်းလင်းပွဲကိုမြန်မာနိုင်ငံဆိုင်ရာဂျပန်တမ်မတ်ကြီးမီခီယိုနူမတာနဲ့ဂျပန်လူမှုရေးအသင်းအဖွဲ့တွေကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်ရှင်။မြန်မာကစစ်တပ်တွေနဲ့ OA UC ဌာနကအထမတိမ်းယူထားတဲ့လေယာဉ်မြေတွေပြန်ပြီးရရှိရေးအတွက်ပဲခူးတိုင်းကလယ်သမားတွေနဲ့ရန်ကုန်တိုင်းတွန်တေးဒလနဲ့တန်လျင်မြို့နယ်တွေကလယ်သမားတွေရန်ကုန်မြို့တော်ခမ်းမရှိမှဒီကနေ့ဆန္ဒပြကြပါရတယ်။ ဒါအပြင်စစ်တပ်ကတည်ယူထားတဲ့လေယာဉ်မြေတွေနဲ့ပတ်သက်ပြီးကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ညွှန်ကြားထားတဲ့အတိုင်းနယ်မြေကန်စစ်တပ်တွေကမလိုက်နာကြဘူးလို့ဆန္ဒပြလယ်သမားတွေကပြောပါတယ်ရှင်ဒီဝေလာစနေနေ့မှာတမ်မတော်ရဲ့ကာဝေးဦးသီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုရိုင်းကလည်းတမ်မတော်ကတင်ထားတဲ့လေတွေနဲ့ပတ်သက်လို့လိုအောက်တလောလိုအပ်တလောပဲတင်ပါတင်လိုက်တဲ့လေတွေကိုလည်းပြန်ပေးလို့ရရင်ပြန်ပေးပါပြန်ပေးလို့မရရင်မူလလေသမားတွေကိုဟိုက်တန်နဲ့နင်းနာမှုတွေပေးရမှာ ဒါပြင်အဲ့ဒီအိုအိုအိမ်ဦးစီးဌာနကအဲ့မှာတည်ယူထားတဲ့လက်မြေတွေကိုအဲ့ဒီဌာနဝန်ထမ်းတွေကိုယ်တိုင်ပဲလက်သမားတွေကိုပြန်ပြီးတည်စားချနေတာတွေကိုလည်းသက်ဆိုင်ရာကတည်အောင်ဆန္ဒပြကြတာလို့ဆိုပါတယ်ဒီဆန္ဒပြပွဲမှာလက်သမားတွေရဲ့အရေးတင်တာမက ရခိုင်တိုင်းရင်းသားတွေလည်းပါဝင်ကြပြီးရခိုင်ပြည်နယ်ဆက်လုံခြုံရေးအတွက်နေချားဆောင်စစ်တပ်တွေတိုးမြင့်ချထားပေးဖို့လည်းတောင်းဆိုခဲ့ကြပါတယ်ရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာတဲ့ကချင်ငင်းကျေးလက်လျှောက်အဖွဲ့ဟာ လမ်းတလျှောက်ကြုံတွေ့ခဲ့ရတာတွေကိုဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ပါတယ်။ရန်ကုန်မြို့ကလမ်းလျှောက်ဖွဲ့မှာလူငယ်ចောင်းသားတွေနဲ့တန်ဃာတော်တွေစုစုပေါင်း22ဦးပါဝင်ခဲ့ပြီးကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်စာမြို့ကို56ရက်မြောက်နေ့မှာရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ဒီကျွန်တော်တို့တွေးခြင်းတွေဖြစ်တဲ့ကချင်လူမျိုးတွေဒုက္ခရောက်နေတဲ့အတိုင်းအတာနဲ့အနောက်မြန်မာတိုင်းနိုင်ငံလုံးပေါ့နော်ငြင်းငြင်းချင်းချင်းလေးနေစေခြင်းနဲ့စိတ်ဓာတ်နဲ့အဲ့တော့ကျွန်တော်တို့ဒီလိုမျိုး ရန်ကုန်မြို့ကနေလိုက်စာမြို့ကိုခရီးရှည်လမ်းလျှောက်ကြရမှာလမ်းတလျှောက်မြို့နယ်တည်တည်ကဒေသခံတွေကကြိုးဆိုးအားပေးကြသလိုကချင်စစ်ဘေးဒုက္ခသည်တွေအတွက်လည်းအလှူငွေတွေ ပေးအပ်ခဲ့ကြပါတယ်။အလားတူမြင်းကျန်တဲ့မုံရွာမြို့တွေကအကြောင်းသားလူငယ်တွေဖုန်းတော်ကြီးတွေကလည်းလိုက်စာမြို့အရောက်မြင်းကျန်ရေးအတွက်လမ်းလျှောက်ခဲ့ကြပါတယ်ရှင်။ထိုင်းရာမညအတင်းကဦးစီးကျင်းပတဲ့ပို့အမျိုးသားနေအခမ်းအနားနဲ့ပို့ရင်ကျေးမှုပဒေသာကပွဲကိုထိုင်းနိုင်ငံဘန်ကောက်မြို့ ဖလန်ဆောင်ရက်မှာမနေ့ကကျင်းပပါတယ်ဒီခန်းသားမှာပို့အိုရိုးရာအစားအသောက်တွေပို့အိုရိုးရာရင်ကျိမှုဆိုင်ရာတည်တခြင်းတွေနဲ့ဖြော်ပြခဲ့ကြပါတယ်နှစ်စဉ်မြန်မာလတပေါင်းလပြည့်နေ့ကို ပို့အိုမျိုးသားနေ့ဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်ထိုင်းရာမညတင်းက UCP ထိုင်းနိုင်ငံမှာကျင်းပခဲ့တာလဲကိုးချိန်ရှိသွားပြီဖြစ်ပါတယ်ဒီခန်းသားမှာမြမရွှေပြောင်းလူသမားရေဆောင်ရွက်နေကြတဲ့ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ IRC နဲ့ ထိုင်းရှိနေပြကောင်စီကတာဝန်ရှိတဲ့သူတွေကအလုတ္တမအခွင့်ရေးအလုတ္တမအခွင့်ရေးဆိုင်ရာဥပဒေတွေအကြောင်းတွေကိုပညာပေးဟောပြောတာတွေလုပ်ခဲ့ကြပါတယ်။ပိုးသက်စေဥပဒေနဲ့မြေဩစာဥပဒေလှုပ်ထုံးလုပ်နည်းကိစ္စတွေနဲ့ပတ်သက်ပြီးရှင်းလင်းဆွေးနွေးပွဲတစ်ခုကိုရှမ်းပြည်နယ်တောင်ကြီးမြို့ကပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှဒီကနေ့ကျင်းပပါတယ်။ပိုးသက်စေနဲ့မြေဩစာဥပဒေတွေကိုမလိုက်နာတဲ့အယောင်ဆိုင်လုပ်ငန်းရှင်တွေနဲ့တုံ့ဆွဲသူတောင်သူတွေကိုပညာပေးစီယုံသွားရင် တပြိုင်နက်တည်းမှာဥပဒေနဲ့အညီအေးအေးယူတော့မှာဖြစ်တယ်လို့စိုက်ပျိုးရေးဌာနဦးစီးရရှိတော်ဆန်းဆန်းလွင်ကပြောပါတယ်။ပို့သက်ဆေးဥပဒေနဲ့မြေဩဇာဥပဒေတွေကို1990နဲ့2000ခုနှစ်မှာအတိအထိထုတ်ပြန်ပြဋ္ဌာန်းခဲ့ပေမဲ့ထိရောက်တဲ့အေးအေးယူမှုတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။ပို့သက်ဆေးနဲ့မြေဩဇာအယောင်ဆိုင်တွေမှာမြန်မာစာအညွှန်းမပါရှိတဲ့မှတ်ပုံတင်မထားတဲ့ဆေးတွေတရားမဝင်ရောင်းချတာရှိမရှိတရားဥပဒေနဲ့အညီအေးအေးယူဆောင်ရွက်တော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒီဆွေးနွေးပွဲကို တောင်ကြီးလွိုင်လင်းလင်းခေစတဲ့ခရိုင်တွေကစိုက်ပျိုးရေးလုပ်ငန်းဌာနတာဝန်ရှိတဲ့သူတွေပို့သက်ဆင်းတဲ့မြေဩဇာအယောင်ဆိုင်လုပ်ငန်းရှင်တွေတက်ရောက်ခဲ့ကြပါတယ်ရှင်။ ီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်။မကြာခင်မိနစ်ပိုင်းတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်မှာပါ။ကျွန်တော်တို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲနဲ့9နာရီထိညစဉ်ညတိုင်းထုတ်လွှင့်ပေးနေပါတယ်။ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေ။ ြင်တန်းကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုတွဲဆုံမေးမြန်းချက်တစ်ခုကိုထုတ်လင်းပေးပါပါရှင်မိထီလာမြို့မှာဖြစ်ပွားနေတဲ့ထိရုံနဲ့ပတ်သက်လို့ရန်ကုန်မြို့ခြေဆိုင်မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလမ်သာသနာရေးဌာနကောင်စီရဲ့ဌာနချုပ်တွဲဘက်ထွေထွေတူရင်မှုဥဝနာရွှေကို RFA တင်းတောက်ကိုကျော်သူကတီးတဲ့တွဲဆုံမေးမြန်းထားပါတယ်ရှင်မေဒီလာမျိုးမှာဖြစ်နေတဲ့ပြိပကပေါ်မှာပေါ့လေအခုဘူနာရှိတို့လိုအစ္စလမ်တာနာရေးကောင်စီအနေနဲ့ဘယ်လိုရှုမြင်ပါလဲကျွန်တော်တို့နံပါတ်1ရှုမြင်တာတော့ဒီဟာက ျွန်တော်တို့ဒီမှာတရားဥပဒေစိုးမိုးမှုအားနေတယ်လို့ရှုမြင်ပါတယ်တရားဥပဒေစိုးမိုးမှုအားနေတာရဲ့နောက်တစ်ခါသာသနာတစ်ခုနဲ့တစ်ခုကြားမှာနားလည်မှုအားနေတာရဲ့ဒီအခြေခံအကြောင်းတစ်ချက်ကြောင့်ဖြစ်တယ်လို့ယူဆပါတယ်ရောင်းဝယ်ကိစ္စတစ်ခုကနေပြီးတော့ပြည်ပကဖြစ်သွားလာတာတွေကဟိုထိမနိုင်ဖြစ်ရတဲ့အခြေအနေတွေရောက်သွားတယ်ပေါ့လေအဲ့ဒါဟိုဘာကြောင့်လို့များမြင်ပါအဲ့ဒါမှာအဖြစ်ရတော့ရောင်းဝယ်မှာ ပြဿနာဆိုတာတစ်ခါတလေရံပါရံကပေါ်တတ်ပါဒါပေမဲ့အယောက်အွယ်မှာပြဿနာပေါ်တဲ့အတ္တိထားအယောက်ကြီးစူးမှုမှု အားနေနေတဲ့အချိန်မှာရေဘာသာတစ်ခုနဲ့တစ်ခုကြားမှာနားလည်မှုလွဲမှားအောင်ဒါတစ်ဖက်နဲ့တစ်ဖက်ကြားမှာနားလည်မှုတွေနင်းနေတဲ့အချိန်မှာရေကြတော့လူတယောက်အပြစ်ကျူးလို့ရင်အဲ့ဒီလူအပြစ်ကျူးလို့လို့မယူစားပဲနဲ့အဲ့လူကိုကိုွယ်တဲ့ဘာသာသူမှောင်ရင်အဲ့လူရဲ့လူမျိုးကိုကြည့်ပြီးတော့အာဒီလူမျိုးတွေရာဒီဘာသာတွေရာဒီလူပဲဆောင်ရက်တယ်လို့ တင်မှတ်မှားပြီးတော့ဟိုမိမိစိတ်အလိုဆန္ဒစောပြီးတော့ဆောင်ရွက်တာတွေကြောင်းပြိပခါအစာဖြစ်တာပါပဲအဲဒီပြိပခါအစာဖြစ်တယ်ဆိုရင်လည်းဒီဥပဒေအတိုင်းပဲဟာလူမျိုးမကြည့်ဘူးဘာသာမကြည့်ဘူးနှမျိုးပဲကြည့်မယ်ကျွန်တော်တို့ကဥပဒေပေါင်းအတွင်းမှာငြိမ်းချမ်းစွာနေတာဘူးလေဥပဒေကိုကျူးလွန်ဖောက်ဖျက်တာဘယ်သူလဲဥပဒေပေါင်းထဲမှာနေတဲ့လူတွေကိုအကာအကွယ်ပေးမယ်ကျူးလွန်ဖောက်ဖျက်တဲ့လူတွေကိုဒီတက်ဆိုင်ရာဥပဒေနဲ့အရေးယူပေးမယ်ဆိုရင်ပြိပခါပြင်းရင်းသွားမှာပါ ီလိုပြဿနာတွေကိုရန်ကုန်အပါဝင်ပေါ့လေတခြားမြို့တွေပြန့်နှံ့မှုမရှိအောင်ပေါ့ဒီအစ္စလာမ်တာနာကြီးကောက်စီနေတဲ့ဘလို့ထိန်းချုပ်မှုလေးတွေလုပ်နေတဲ့အစီအစဉ်လေးတွေရှိနေပါလားအဲဒီပြဿနာတွေမျိုးပေါ်ပေါက်မှုမရှိလာအောင်ကျွန်တော်တို့အစ္စလမ်သာသနာရေးအကောင့်စီဌာနချုပ်အနေနဲ့ဟိုကျွန်တော်တို့တစ်ခွဲတည်းမဟုတ်ပါဘူးဥလမာအဖွဲ့ချုပ်ရှိတယ်နောက်တစ်ခါကျွန်တော်တို့မြန်မာမွတ်စလင်လူငယ်များဘာသာရေးအဖွဲ့ချုပ်ရှိတယ်မြန်မာမွတ်စလင်မျိုးသားရေးအဖွဲ့ချုပ်ရှိတယ်ဒီအဖွဲ့တွေပေါင်းပြီးတော့ ကျွန်တော်တို့ဟိုအရင်ဦးစားပေးကျွန်တော်တို့ဆောင်ရွက်တာကဒီဗုဒ္ဓသာသနာတော်ကနိုင်ငံမှာအများစုဖြစ်ပါတယ်ဒါဗုဒ္ဓဘာသာဝင်တွေကြားမှာကျွန်တော်တို့အစဉ်လာ အားဖြင့်ဟောဘာသာတရားရဟောဩဇာကြီးမာတာတန်ခါတော်များဖြစ်ပါတယ်တန်ခါတော်များဟာလေတကယ်တန်ခါတော်များဟာမေတ္တာတရားကြီးမာတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်သူတို့နဲ့ကျွန်တော်တို့ချင်းကရှောက်ထားပြီးတော့အခြေအနေမှန်တွေကိုရှင်းပြပြီးတော့သူတို့ဩဝါဒကိုခံယူပြီးတော့ ဒီပြိပက္ခတွေကိုဂျုံကြီးဖို့အတွက်ဂျူစာဆောင်ရွက်ဖို့အတွက်ဒါပထမကျွန်တော်ဒီလိုမှဆောင်ရွက်တယ်ဟာပေါ့နော်ရေရှည်ကြတော့ကျွန်တော်တို့ဘာဆောင်ရွက်တယ်လဲဆိုတော့ဟိုဘာသာတစ်ခုနဲ့တစ်ခုကြားမှာနားလည်မှုပိုများလာနေတဲ့ကိစ္စမျိုးအခုလိုမီဒီယာကနေကျွန်တော်တို့ပြောတာမျိုးနောက်တစ်ခါကျွန်တော်တို့ဟိုဘာသာတစ်ခုရဲ့တကယ်အရှိတရားကိုအများသူမှသိရှိနိုင်အောင်ကျွန်တော်တို့စာအုပ်စာတမ်းတွေထုတ်ပြန်တဲ့ဟာမျိုးနောက်တစ်ခါကျွန်တော်တို့ဘာသာတစ်ခုနဲ့တစ်ခုပူးပေါင်းပြီးတော့လူမှုရေးလုပ်ငန်းတွေမှာအတူရှင်တွဲပြီးတော့ လှုပ်ခြင်းအပြင်ရင်းနှီးမှုရလာမယ်တယောက်ကြောင့်တယောက်ကိုပြီးလာမယ်ဒီလိုဟာမျိုးတွေကိုဆက်ပြီးရရှိလုပ်သွားဖို့ရှိပါတယ်ဒီလိုပြဿနာမျိုးတွေပေါ့လေဘလိုကာကွယ်ထိန်းသိမ်းတင့်တယ်လို့ပေါ့ယူဆပါတယ်ဒီပြဿနာတွေဖြစ်တာကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ကျိုးချီဗမာမင်းများလက်ထက်ထဲကအစ္စလာမ်သာသနာရှိခဲ့ပါတယ်အစ္စလာမ်သာသနာကဗမာရှင်ပြင်းမင်းများရဲ့ကြီးမြတ်မြောက်စားခြင်းကိုလည်းခံခဲ့ရပါတယ်ဒီတွင်ထဲမှာ ပလီဝေကျောင်းတော်တွေကျွန်တော်တို့ဘရင်ကိုယ်တိုင်ဆောက်လုပ်လူလားရုံမကပြပစော်ဒီနိုင်ငံမှာကျွန်တော်တို့ဟတ်ပြုတဲ့အခါမှာအဆင်ပြေအောင်အထိကျွန်တော်တို့ဇယက်လူတန်းခဲ့တာရှိတယ်။ဗမာအုပ်ချုပ်သူမြင်းများအနေနဲ့အစ္စလာမ်ဘာသာကိုဖွဲ့ကြပြီးဆက်ဆံခဲ့တာမရှိဘူး။ဘာသာပေါင်းစုံကိုအလေးပေးဆက်ဆံခဲ့တယ်ဆိုတာတမိုင်းအတင်ရှားရှိပါလေ။ဒါပေမဲ့အင်္ဂလိပ်လက်ထက်ရောက်ပြီးတဲ့နောက်မှာ1930လောက်ကစပြီးတော့နိုင်ငံရေးအကြက်တဲဖြစ်လာရင် ီဘာသာရေးအတီးရုံးကစတင်ပေါ်ပေါက်လာပါတယ်1930မှာပေါ်တယ်1938လောက်မှာပေါ်တယ်နိုင်ငံအတွက်အရေးကြီးတဲ့အချိန်တိုင်းမှာဒီအရေးခင်ပေါ်တဲ့အလေးဟာမပြောက်ပဲနဲ့လွတ်လပ်ရေးဒီဘက်ခက်အထူးဖြင့်ကျွန်တော်တို့62ခုနှစ်နောက်ပိုင်းမှာရန်ပါရန်ကနိုင်ငံအရေးကြီးလာတဲ့အချိန်မှာဘာသာရေးပြိပက္ခထူးထူးဆန်းဆန်းပဲဖြစ်လာပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒါဘာသာရေးဆိုပြီးနေလေဒီဘာနိုင်ငံရေးနဲ့လည်းတနည်းတစ်ပုံဆက်ဆက်နေမယ်လို့လည်းကျွန်တော်တို့သုံးသပ်ပြီးရှိရပါတယ် ဗမာပြည်ထဲမှာဒီလိုပြိပက္ခတွေကဖြစ်နေတာလဲဟိုဒီနှစ်ပိုင်းအတွင်းမှာလဲစိတ်နေတယ်အဲ့တော့ပြိပပယောဂတွေကြပြဝင်ရောက်ဆွတ်ဖတ်မှုတွေများရှိနေသလားဆိုတာလဲဦးမနာရှိလို့သုံးသပ်မိပါလားအင်းကိစ္စရတိုင်းမှာတော့ကျွန်တော်တို့အမြင်ပေါ့နော်ပြိပကတော့ကျွန်တော်တို့กินလို့မရဘူးပြိပကအကျိုးသက်ရောက်မှုကရှိနေမှာလေပြိပအကျိုးသက်ရောက်မှုဘယ်ဘယ်လိုပဲရှိရှိကျွန်တော်ပြည်တွင်းမှာညီညွတ်ပဲဆိုရင်ဘယ်ပြိပပယောဂမှာဝင်လာမှာမဟုတ်ဘူးကျွန်တော်တို့ကတော့ ဘီသူမသူမိမိမှုဆိုသလိုကျွန်တော်တို့ကိုယ်တိုင်စပြီးတော့သူပြန်ပြောင်းလဲဖို့ကြိုးစားတော့မှာဖြစ်တဲ့ကျွန်တော်တို့ချင်းမြန်မာနိုင်ငံသားလူမျိုးဘာသာအဓိကမကြောက်ကျွန်တော်နိုင်ငံသားဘယ်နိုင်ငံသားလဲမြန်မာနိုင်ငံသားဆိုတာနဲ့ကိုယ်ယူတတ်ဖို့မြန်မာနိုင်ငံသားချင်းဒီအကိုလိုရင်းနှီးရဲ့စိတ်ဓာတ်မျိုးတွေများပြားလာရင်ဒီပကျွန်တော်တို့ဘယ်လိုပဲတွေးထုတ်ဖို့ကျွန်တော်တောင်းတောင်းနဲ့ဘာမှမဖြစ်နိုင်ဘူး ခုလိုဒီကြပြီးတော့လေဥက္ကဋ္ဌရှင်အားလည်းပြေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အစ္စလာမ်သာသနာရေးကောင်စီဌာနတွေကလည်းကျေးဇူးတင်ပါတယ် PNL လို့ပို့မြို့သားလူမျိုးရေးအဖွဲ့နဲ့ဆိုရကြအပြစ်ခတ်ရဆဲဖို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်အသေးစိတ်ကို RFA တင်းတောက်ကိုစိုင်းထုံအောင်လွင်ကတင်ပြပေးမှာပါရှင်ပြီးခဲ့တဲ့ဩဂုတ်လအတွင်းကမြမဆိုရနဲ့ပြည်နယ်အဆင့်ပြစ်ခတ်ရဆဲရေးသဘောတူညီမှုရယူထားနိုင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စီတစ်ဖွဲ့ဖြစ်တဲ့ပို့မြို့သားလူမျိုးရေးအဖွဲ့ချုပ် PNL နဲ့ မြမအစိုးရတို့ကြားပြည်တော်စုအဆင့်ငင်းညာရေးဆွေးနွေးပွဲကိုမတ်လ23ရက်နေ့ကရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေလီလမ်းမှာရှိတဲ့မြမငင်းညာရေးစင်တာမှာပြုလုပ်ခဲ့ပါတယ်ဆွေးနွေးပွဲကိုမြမအစိုးရရဲ့ပြည်တော်စုအဆင့်ငင်းညာရေးဖော်ဆောင်မှုအဖွဲ့ဒုဥက္ကရာဝန်ကြီးဦးအောင်မင်းနဲ့တာဝန်ရှိပုဂ္ဂိုလ်တွေ PNL ဘုံမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှဥက္ကရာဘုံမူကြီးခွန်ဥက္ကရာနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေမြမငိမ့်ချိုင်းစန္ဒာမှာတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လေးလာသူဖြစ်တက်ရောက်ခဲ့ကြတယ်နိုင်ငံတကာသံယုံတွေနဲ့ပြည်တွင်းငိမ့်ချိုင်းဖော်ဆောင်မှုလုပ်ငန်းစဉ်တွေမှာအခုကြီးပေးနေတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကတာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြပါတယ်နိုင်ငံရေးရဆွေးနွေးပြီးအဖြေရှာမှသာလေကျွန်တော်တို့ကဆက်လက်ပြီးတော့တိုင်းပြည်ပြည်သူ့ကိုရောက်အဲဒါကြောင့်နိုင်ငံရေးဆွေးနွေးပွဲအစဉ် မရောက်ခင်ဖြစ်ကရစိအစင်အပီးတဲ့အချိန်မှာဂျားတော့မှာဘာလို့ဝင်လဲဆိုတော့အဲ့ဒါကိုမြင်နေတာဖြစ်တယ်။ငါးနာရီကျော်ကြာမြင့်တဲ့တရက်ကြာဒီဆွေးနွေးပွဲမှာနဖက်တပ်တွေလိုက်နာရမယ်ကျောစီကန်းတွေဆက်လက်ရေးဆွဲဖို့ဆက်ဆံရေးယုံတွေဆက်လက်ဖွင့်လှစ်ဖို့ပအိုးဒေတာတွင်ဒေတာခန့်တွေအတွက်နိုင်ငံသားမဟုတ်တဲ့ကပ်ပြားတွေထုတ်ပေးဖို့ပညာရေးကျန်းမာရေးကဏ္ဍတွေပါဝင်ပအိုးဒေတာတွင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ ဒီမြို့မိုင်းရှင်လေးကိစ္စအပေါ်ဝင်အချက်ကိုချက်ပါငိမ့်ညာရေးဘော်ဒီညချက်လက်မှတ်ကိုရေးထိုးနိုင်ခဲ့ပါတယ်။အားလုံးကိုကျွန်တော်တို့ကဒီကလည်းဆွေးနွေးပါတယ်ဒီကလည်းဆွေးနွေးပါတယ်။ဟိုတော်တော်အောင်မြင်နေတဲ့အကုန်လုံးကိုဘော်ဒီညချက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ PNL အနေဖြင့်ဒေတာတွေပို့အဖွဲ့စည်းတွေဖြစ်တဲ့ပို့အိုမျိုးသားအဖွဲ့ချုပ် PNL ရှမ်းပြည်လူမျိုးပေါင်းစုံလူမျိုးရေးတပ်မတော်ရလလဖအစရှိတဲ့တိုင်းရင်းသားအင်အားစုတွေနဲ့လည်းပူးပေါင်းပြီးဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုံဆောင်သွားဖို့ရှိနေပေမဲ့လွတ်တော်နိုင်ငံရေးကိုလက်ရှိချိန်မှာဝင်ရောက်အောင်မဟုတ်ဘူးလို့လည်း PNL လိုတာဝန်ရှိသူတွေကပြောပါတယ်။ဒါအပြင်ပုံမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လိုအနေနဲ့နိုင်ငံရေးအရပွင့်လင်းတဲ့ဆွေးနွေးမှုတွေပေါ်ပေါက်လာအောင်အဓိကထားဆောင်ရွက်သွားမယ်လို့လည်း PNL လိုတာဝန်ရှိသူတွေကပြောပါတယ်။ဟုတ်ကဲ့အဓိကအဖြစ်တော့အခုလက်တော်အခြားအဖွဲ့အစည်းတွေနဲ့တိုက်ပွဲတွေပြန်ဖြစ်တယ်ဆိုတာတော့ ဒါတော့ကျွန်တော်တို့ယူဆပါတယ်အပြန်လာနားလည်မှုလွဲနေတယ်လို့ပဲအဲဒီလိုပဲတုံးတတ်ပါတယ်အဲ့တော့ကျွန်တော်တို့အပတ်အနေနဲ့တော့ဟိုပါနော်ဌာနဆိုင်ရာတမ်တော်တာဝန်ရှိသူတွေနဲ့ကကျွန်တော်တို့ကပြန်လာဆက်ဆိုင်ညှိနှိုင်းပြီးတော့မှအဒီပြဿနာတွေဆက်မဖြစ်ဖို့စီမီဆက်မတော့လောက်ဖို့ကျွန်တော်တို့ကအင်းလေးတော့မယ်လို့ပဲအဲကျွန်တော်တို့ဒီလိုပဲပြင်ဆင်ထားပါတယ်ငင်းကြဲရေးပြီးသူကဆရာကြီးတခင်ကိုရောမိုင်း 139နှစ်မြောက်မွေးနေ့အခမ်းအနားကိုမတ်လ23ရက်နေ့စနေနေ့ကရန်ကုန်မြို့တော်ဝင်းနှင်းစီခန်းမမှာကျင်းပခဲ့ပါတယ်။ RFA သတင်းတောက်ကုသရထွန်းကတင်ပြထားပါတယ်ရှင်။ညဉ့်ဉေးရေးခေါင်းဆောင်ဆရာကြီးသခင်ကိုရမိုင်းကိုတမိုင်းမှာဘယ်လိုပင်ပိတ်ပင်ကျုံးနေမှုတွေရှိခဲ့ပါစေပြည်သူတွေရဲ့ရင်ထဲကပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့88မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ကပြောကြားလိုက်ပါတယ်။ရန်ကုန်မြို့တော်ဝင်နှင်းစီမှာမက်လ23ရက်နေ့စနေနေ့ကကျင်းပတဲ့ဆရာကြီးသခင်ကိုယ်တော်မိုင်း139နှစ်မြောက်မွေးနေ့အခမ်းအနားမှာ စ်အာဏာရှင်အစိုးရဆက်ဆက်ကဆရာကြီးရဲ့ငင်းငယ်ရေးဂုံပုတ်တွေကိုအမျိုးမျိုးနှိမ့်ချတေးတိမ်စေခဲ့ပေမဲ့အောင်မြင်မှုမရတဲ့အကြောင်းကိုဟူမင်းကိုနိုင်ကပြောဆိုသွားတာဖြစ်ပါတယ်။ဆရာကြီးဒီတော့ဆရာကြီးရဲ့ပုံရိပ်မှာတော့အဲ့တော့နောက်ဆုံးကြာရမရတဲ့အဆုံးမှာနိုင်ငံတော်အလံမှာသုံးမျိုးပြောင်းသွားတယ်ကျွန်တော်တို့ရဲ့အမျိုးသားတောင်းလံဘယ်တော့မှမပြောင်းဘူးဆိုတာကျွန်တော်တို့ရဲ့အောင်ပွဲမှာအများကြီးရရှိဘယ်လိုအတ္တမှာမ ဲ့တမျိုးသားလုံးယုံကြည်တဲ့ကျွန်တော်တို့ရဲ့ခေါင်းအလံကျွန်တော်တို့ရင်ထဲမှာရှိနေသေးမှတရားအောင်ဝဲခံတယ်ပေါ့ဒီကနေ့အခမ်းအနားမှာ NLD အနာဂတ်တူဖြစ်တဲ့အန်တာဝရီဥဝင်တင်ကလည်းဆရာကြီးသခင်ကိုရမိုင်းမကွဲလွန်ခင်စစ်အာဏာရှင်စနစ်အောက်မှာပြည်တွင်းငြိမ်းချမ်းကိုတွေ့မသွားရပေမဲ့အမျိုးသားလုံးအထူးသဖြင့်လူငယ်မျိုးဆက်တစ်အင်အားစုတွေပေါ်ညှို့လွှင့်ချက်ထားခဲ့တာတွေကိုသူ့ရဲ့ကြံပြားတွေမှာတွေ့မြင်နိုင်တယ်လို့ခန်းနာမှာပြောဆိုခဲ့ပါတယ်။ကျင်းလာသူဒီပုံများစွာသူဟောင်းရဲ့ငြိမ်းချမ်း ဒီစာရက်ဒီနေ့တောင်းလို့ဒါရီကိုထောင်ရက်နေနဲ့ကြားရရတယ်တဖြည်းဖြည်းနဲ့အဲ့ဒီအချိန်မှာနေနေရမိမိလာတဲ့အားဖြစ်ပါတယ်လူငယ်လူသက်ဒီကိုလေကျန်ရင်အများကြီးအမှုအားသာကြီးခဲ့တယ်ပြတယ်ပြောတယ်အဲ့ဒီအဲ့ဒီစိတ်ဓာတ်ဘယ်မှာကျဲဆိုကျဲရဲ့ကြာတော့မှာရှိပါတယ်အဲ့ဒီဆိုင်ရဲ့ဗျာကျတို့ဒီခန္ဓာရဲ့အဲဒီဆောင်းဖို့နေတယ်ကျတို့ဒီချေဒီတတ်တဲ့စာဖြစ်ပါတယ်အဲ့ဒါပါလို့ဆိုတော့ အုံလို့အဖြေရဲ့လက်နော်ချိုရင်းရပြီတော့တစ်ဆက်တည်းမှာပဲပြည်တွင်းငင်းငယ်ရေးကြိုးပမ်းမှုခေတ်ကဆရာမြက်လေးရေးသားခဲ့တဲ့ငင်းငယ်ရေးဒီအပေါင်းလက္ခဏာတချင်းကိုတည်ဆုခဲ့တဲ့အပြင်ဆရာကြီးရဲ့ကဗျာအချို့ကိုလည်းရွတ်ဆိုခဲ့ကြပါတယ်ရှစ်ဟိုးပါဆရာကတော့လိုက်စီရေးလာဒီခဏမှာဥဝင်းတင်ကိုမင်းကိုနိုင်တို့နဲ့အတူ ရခိုင်တိုင်းရင်းသားများဒုတိယပါတီကဥလတ်စောမြမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကဥက္ကဋ္ဌကိုကျော်ကိုကိုစရပုဂ္ဂိုလ်တွေကဆရာကြီးသခင်ကိုရမိုင်းအမတ်တရစကားတွေဟောပြောခဲ့ကြပါတယ်။ပြီးတဲ့9ကျော်တက်ရောက်ခဲ့တဲ့အဲ့ဒီအခမ်းအနားမှာဆရာကြီးသခင်ကိုရမိုင်းနဲ့ပတ်သက်တဲ့ရှားပါးစာအုပ်တွေရောင်းချခဲ့ပါတယ်ခင်ဗျာ။ ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းလေးဖြစ်ကြပါစေရှင်။